အမားဖာယူရတယ်ကိုပေါ်ပြန်တင်တယ်ဟမ် alright လေကနဲ့အမားဖာယူတယ်ကြည့်ကိုပေါ်ပြန်တင်တယ်ကြည့်အဲ့ဒါတော့ဆောက်ချက်မဲ့တယ်ဒီအဲ့ဒါလို့အကျင့်စရိုက်အဲ့ဒါလို့ရုပ်မျိုးနေတဲ့ဒီတိုင်းပြည်ကိုတအုပ်ထုတ်ဖို့လုပ်နေတာ ယောချုပ်လေးတဲ့ရှင်များအလုံးပဲမင်္ဂလာပါ Just Crossing ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခု Just Dance ပြီမဲ့သူတရင်လေးတွေကဂျွန်လန်၂၈ရက်နေ့မနေ့ပိုင်းမနေ့လေပိုက်တင်အောင်ဆုံးရရှိထားတဲ့တရင်သူတရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ပြီးတော့နောက်မှာပေါ်ကိုတဲ့ဟောင်းခန်းလေးတွေ Generation လို့တွားရင်နဲ့နောက်ဆုံးမှာကိုစီမဘူလက်လာဆွဲကိုဆုံးမလိုက်တဲ့နော်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီထောင်းဆိုင်တိုင်း Just Net တို့ဆုံးတွေ့လိုက်ပါကျေးဇူးပြုတဲ့ဖိတ်ခေါ်ပါတယ်ရဟုတ်ပြီတရင်လေးတွေလူရင်းတို့နဲ့ အရင်ဆုံးဖတ်ပြပါမယ်မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးစီးပွားရေးအမေရိကန်ဒေါ်လာ63.9ဘီလျံအထိရှုံးရှုံးခဲ့ရပြီးစစ်အသုံးစရိတ်ကိုစားပြီးသုံးစွဲမှုကြောင့်နိုင်ငံ၏ကျွေးမီ62ရာခိုင်နှုန်းဒေါ်လာကြောင့်ပြည်ထောင်ကအခွင့်အရေးမဟာမင်းကြီးဒုက္ခထိုက်၏မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအခြေအနေအစီရင်ခံစာအရသိရှိရတဲ့တည်ရန်လေးဖြစ်ပါတယ်။ပြီးတော့မကွေးတဲ့ပကုတ်ကိုမြို့နယ်အာကမ္မမြို့အတွင်း ပီတိုပိုင်ပစ္စည်းများကိုလိုက်လံခိုးယူနေသောစစ်ကားနစီကိုဘကုတ်ကို Fuel Defense Force တပ်ဖွဲ့မှပိခတ်တိုက်ခိုက်ရာစစ်ခွေးခုနအိုမတာပေါ်တော်တယ်လို့သိရှိရပါတယ်။ကောင်းမကောင်းပြီးတော့အချမ်းဖက်မင်းအွန်လိုင်းကရွေးကောက်ပွဲကျင်းပရန်အတွက်ဆုံးရှုံးထားသောမြို့နယ်များအနည်းမှမြို့နယ်တစ်ခုလုံးထက်တိမ့်ပိုက်ချင်းထက်မြို့ပေါ် area များကိုသာဖြစ်နိုင်သမျှအမြင့်ဆုံးအဓိကပြန်လဲတိမ့်ပိုက်ရန်ငွင်ကြားထားကြောင်းသိရှိရပါတယ်ပြီးတော့ မြန်မာနိုင်ငံတဝင်းဂျွန်26ရက်နေ့ရရှိထားသောအချက်အလက်များရရှိကောင်းစစ်တပ်ဖွဲ့ဝင်22ဦးမတာပေါ်သောကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရသိရှိရပါတယ်။ပြီးတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ရေဖြူကန်ရွာ ဒူတိုင်ကုန်းတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်သားများကို drone ဖြင့်ပုံကျက်တိုက်ခိုက်ရာစစ်ခွေးဖက်မှနှအိုးမတော်ပေါ်တော်တယ်လို့သိရှိရပါတယ်။ကောင်းမကောင်းပြီးတော့ပဲခူးတိုင်းမင်းလာမြို့နယ်တွင်အကြမ်းဖက်စစ်သားအချင်းချင်းလက်နက်ကြီးဖြင့်မာယွန်းပစ်ခတ်ခြင်းကြောင့်အာစံဘုတ်ရွာကို မီးရှို့ရန်ရောက်နေသောစစ်သားများကိုထိမှန်ပြီးနှအိုးမတော်ပေါ်တော်တယ်လို့သိရှိရပါတယ်။ ကောင်းမကောင်းချင်းချင်းပြနေတဲ့ချင်းနေဖြစ်နေကုန်ပြီနော်ကြည့်ဟုတ်ပြီတရင်ထိုးလေးတွေကဒီလောက်ပါပဲရစစ်လက်ပြီးမှပေါကရုံးရဲ့ဗီဒီယိုရေရှင်မလုပ်ခင်မှာနော်ပေါကရုံးမွေးထားတဲ့ပီတိုစစ်ခေါင်းဆောင်ရဲ့အမင်းမင်းကြားချက်လေးတွေတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်ချစ်မကြီးဘာလို့อ่ะနော်ဟုတ်စမ်းတဲ့ဘုံကတော့လက်ပြဒီလိုနော်ငါကိုယ်တိုင်ကြိုက်တယ်ငါဖွဲ့တယ်မှာတရားလေးတွေတော့မင်းတို့၁၀ရောက်၁၀ရောက်ငါရွေးတယ်ဟုတ်ရေကောင်းပါဒီကောင်းဒီ ဟုတ်လားဟုတ်အညာခံမာလာကုကုတတ်တိမာလာဟုတ်တယ်ကောလေအငင်းခံမာလာကုကုတတ်တိမာလာအမင်းတို့ကလေကုကုကိုတတ်တယ်အောင်မင်းတို့အဘတူတက်လုံနေတာတော့ဟမ်မင်းတို့လုံနေတဲ့ဟာကနိုင်ငံတော်တော့မဟုတ်ဘူးတိလာမင်းတို့ပထွေးမင်းအွန်လိုင်းတော့ပဲလုံနေတာမင်းတို့ပထွေးမင်းအွန်လိုင်းတော့เนาะအငင်းခံမာတဲ့အငင်းခံမာတဲ့ กูก็ปิดตั้มมาตับปิดมาหอล่ะอ้ายยอกองไล่เดเนาะอ่าไม่รู้เปียวตะเบ่ดิบ่เนาะเอ้ามางาดิเนาะตีไล่กว่าเมนูกองส่องเนี่ยตะกาเดะปิดตัดจ้ะเปียวยูไหนไม่จิ้นเนี่ยเนาะโอ้โอ้ยีรูยีรูเจ้าหนิกะเนาะโอ้ပြုံးစီပြုံးစီနေတဲ့ကြောက်ကအဲ့တော့တမရိုချိမန်လို့တယ်တမရို တက်မတော်ကမိတက်မတော်ကဖားပဲနော်စစ်တပ်မရှိရင်တိုင်းပြည်ပြည်စည်းမှာပဲဟုတ်လားမဟုတ်လားဟုတ်ပါပြီကြည်ရတာဒီအရှိကကလားလားမသိပါဘူးနော်ကလားနေတူတယ်ကလားနေတူတယ်သူနော်ကလားလို့ပြောလို့ဟိုကျွန်တော်တို့ကလားဆိုပြီးမှအနေပြောတာမဟုတ်ပါဘူးเนาะဒီကောင်းကြီးရတာเนาะ စစ်မှုမထမ်းခြင်းပဲနဲ့ထိုင်ရတဲ့ပုံပေါက်နေတယ်သူရုပ်ကလေးကြည်လားနော်ဒီကောင်ကြီးရဲ့ရုပ်တာအော်ပြောတာပြောတာအဲအဲ့ဒီသူတို့ခေါင်းဆောင်ဒီပါလေအဲ့ဒီပူတူအာပူဇော်ဒီခေါင်းဆောင်ဒီခေါင်းဆောင်ကိုကြောက်လို့နော်ဒီပီတုစစ်ခေါင်းဆောင်ပါနော်ဒီကောင်ကိုကြောက်လို့တာဒီကောင်ကြီးကသူပြောတယ်မြန်လိုက်လို့နေတဲ့ပုံပေါက်ပေါက်နေတယ်နော်เออ2000โนเนาะมึงสู้ยะสู้ดามาตรุขอให้ขอให้เชิญโหว่าเนาะเอ้าเอาขอให้กูตัวมา မဲမဲခေါ်မနှမသွားပါဘယ်ချင်းခေါ်မဲဘယ်ချင်းဟောသူကချင်းမပြောဘူးချင်းပြောတော့မနှုတ်ကငါချက်ကျွေးရတယ်ချက်မွေးရတယ်နော်လူ140တောင်မနှုတ်100ယောက်ကငါသူရဲကောင်းနေနဲ့ငါရွေးလိုက်ဟောလာမောညီပါဟိုနောက်ကကာအာလ်ဖာနဲ့ဟိုခရောင်းတွေ့တာခရောင်းနဲ့စီရအမ်မင်းတို့လိုင်စင်ဟောရှိလားပြောပါအောင်ဟမ်အမ်ဒါလဲဝတ်တော့ကပဲထင်ပါတယ်နော်ဒါတွေကြတော့မဖားမို့တိလားဟုတ်လားဟုတ်ပါပြီအော်ဟိုမနဲ့တော့ပြစ်နေတယ် အတေသားမှာအညာခံပြီးလက်လက်ချမှာလားကိုကိုတတ်တယ်မှာလားဘောမောတတ်တယ်မှာပဲမိုက်လိုက်တယ်ငါသားသမီးတွေငါသားတွေမိုက်လိုက်တာကိုကိုတတ်တယ်ဘူးတတ်တည်တောင်ရှိကြတာပေါ့ဆန်ရှားတယ်ပဲနော်တတ်တည်ကြကွာဆန်ရှားတယ်ပဲရှင်းပါသွားတယ်ဆိုတော့ရာသွားမှာဖြစ်เสียနော်ဘာတိကလည်းမချနိုင်နော်ငါလည်းဗဇာတဲ့ကိုကြီးနေတော့ထဲတာလေ ်ဤတော်မအောင်ရင်တော်ဟုတ်လားဟုတ်ကိုသက်ကိုဒိန်းဘယ်တော့မှရှင်မပါပခံဘူးရှင်ပါရောလို့ညင်သက်ခံရမယ်နှိမ့်သက်ခံရမယ်ဟုတ်လားဟုတ်ပါတယ်ရှင်နှိမ့်သက်မယ်ဟုတ်လားနှိမ့်သက်အားရကျတော့တတ်ပါပဲဟုတ်လားဟုတ်ပါတယ်တစ်ခါပဲသိခံမယ်ကွာဟုတ်လားဒီနေ့ခါကဒါတို့မသိနိုင်ဘူးတစ်ခါပဲသိခံမယ်ဟုတ်လားစစ်ရအောင်သိမှာပဲဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်ဟာနဲ့မင်းတို့အောင်ဝဲနဲ့ပြန်လာမယ် ဘာစီရမ်းနဲ့ကြိုးမယ်မလို့ဟုတ်ပြီလားဟုတ်ဘာဒီနေရရှိတော့ရှိပါဘူးအွန်ဘွန်းနေပြန်လာမလားနော်မတိဘူးနော်စောင့်ကြည့်ကြတာပေါ့နော်မင်းတို့ကောင်ဒီတတ်တရတော့နော်တပ်နိုင်ငံတော်တတ်တကေအာဒီလိုမျိုးတတ်တိရှိတာဆိုတော့ဟိုချီချိုးပါတယ်အခုမင်းတို့တတ်တိကတိလာဟိုတို့ မိသားစုကောင်းစားဖို့အတွက်လောက်ပဲတည်နေတယ်ဒီမေလိုမေမင်းအွန်လိုင်းအတွက်တာမင်းတို့ကောင်းနေအသက်တည်ရှိနေတာနော်မင်းတို့ကောင်းနေဟုတ်လားဘယ် PDF ကောင်းမင်းတို့ကောင်းနေနော်မနိုင်ဘူးအနိုင်မချင်းဘူးတည်လားမင်းတို့ကောင်းနေကိုယ့်အတွက်ကိုစွန့်လို့ပြမဟာမင်းအွန်လိုင်းအတွက်နော်တိုက်ပြီးနေမှာလားဒီချာလီစင်စားကြပါဦးဟမ်မင်းတို့ကောင်းနေလင်းနေချငင်းခါလိုက်ဆိုမင်းတို့ကောင်းနေလွတ်သွားပြီတည်လားဒီချင်းမှလွတ်သွားပြီနော် အာမင်းတို့ကောင်ဒီအငင်းမခံချင်လို့အော်ကိုကိုကိုပစ်တတ်မယ်ဆိုတော့အောင်ခေါင်းဆောင်တွေအဲ့လိုမျိုးတင်ပေးတာပေါ့အာတော်တော်ကောင်းတဲ့ခေါင်းဆောင်တွေပါနော်လေးစားပါတယ်လေးစားပါတယ်လေးစားပါတယ်ကဲပရဒီဂျီတို့ဒီဗီဒီယိုပေါ်ဗာမြင်အာဗာပြောချင်လဲကွန်မန့်မှာမှတ်ပေးကြပါဆက်လက်ပြီးမှငါပေါ့ရဟောင်းခန့်လို့စက်ကြည့်လိုက်ကြအောင်ဒီနေ့ ထူးခြားတဲ့တင်ပေါ်နော်ဒီ UNG ကခံထားတဲ့တရားသူကြီး CDN ရဲ့ဝေကျွေးပေါ်နော်ကံကြမ္မာဘောဟာမကူးဆိုတဲ့ဟွာလေးနဲ့ပြောပြခြင်းပါတယ်ဗျဒီ CDN ဘယ်ရလဲဆိုလို့ရှိရင်ဥစဉ်တို့ပေါက်မြို့ပါပဲဖြစ်ပါတယ်ဗျာနော် CDN ဒီပေါက်မြို့ပေါက်ချောင်းတူပေါက်ချောင်းသားတွေလည်းဒါခင်ဗျားတို့အနေနဲ့ကတော့ဝန္ဒဆရာစကားလို့လည်းပြောလို့ရပါတယ်ဗျာနော်ပေါက်ချောင်းဆရာတော်ကြီးကိုဒါလဲဖြတ်သွားတဲ့ ဟိုပါဗော yes syrian c2 off c2 ဘောနော် yes c2 off ဟာ23ရက်နေ့က23ရက်နေ့ကတက်မတော်ရဲ့လင်ရောက်တည်ဆုံးသွားတာဗောနော်တည်ဆုံးသွားတဲ့ဆိုတာကရိုးရိုးတည်ဆုံးတာမဟုတ်ပါဘူးဗျဘယ်လိုတည်ဆုံးသွားရလဲဆိုလို့ရှိရင် c2 off ဟာဘယ်လောက်ထိ c2 off ဟာ ing ကနေခံထားတဲ့တရားသူကြီးသူတို့ရဲ့တရားယုံလေးကဘယ်မှာရှိရလဲဆိုရင်ကြောက်ကမှာရှိတာကြောက်ကရွာမှာရှိတာနော်ကြောက်အိုးရွာပေါ့ကြောက်အိုးရွာ ဒီပေါ့မြွနဲ့ကြောက်ဥရွာမှာရှိတာအဲ့ကြောက်ဥရွာရဲ့တောထဲမှာလူတို့တရားရုံးလေးလှုပ်ထားတယ်စီဂျူအောင်ဟာပတ်ဟိုဟာပေါ့နော်အိုင်ယူကနေဘဒူးကိုတက်လိုက်ဘဒူးကိုလွှတ်လိုက်ဘဒူးကိုလှုပ်လိုက်ဆိုတော့သူကအမိတ်ချတာပေါ့ကြာအိုင်ယူကနေပြေးထားတာကိုနော်သူကဥပဒေကြောင့်လည်းနည်းနည်းနားလေတော့အဲ့တော့စီဂျူအောင်ဟာအဲ့ကြောက်ဥရွာမှာပဲသူမိမရောပါဆိုရန်ချမ်းလာတာပေါ့နော်လူမိမဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါလက်ောက်တည်းဆိုရင်ဒရောင်လောက်ရှိတယ်ဗျာနော်တီးနေရပဲဆွဲချိုးဆိုလဲ30လောက်ကုန်ဟိုဒါဝစ်ထားတဲ့အနေ အကောင်ကမနာလို့ဖြစ်နေတာငါပေါ့ရနော်သူ့လက်မှာဘာမှမရှိတော့သေးလားအဲ့လိုလိုမျိုး what did do the chanda did do တွေရှိလို့ရှင်နော်မနာလို့ချင်တဲ့စိတ်နော်အဲအဲအဲ့ဒါပဲရှင်အမှန်တိုင်းပဲတို့မြန်မာနိုင်ငံသားတွေကနော်ကိုယ့်ထက်ချမ်းသာတဲ့သူကိုယ့်ထက်အောင်မြင်တဲ့သူရှိလို့ရှင်အားလုံးကမနာလို့တတ်တဲ့သူတွေကြီးပဲသေးလားနော်အထူးသဖြင့်ဗမာတွေများတယ်နော်ဒီဘောမဘမာတွေများတယ်နော်ငါတို့ PDF အမေသားသမီးဖက်ကဗမာတွေမပါပါဘူးနော်ဒေတာနော် ရွှေရတော့ဒီနေရာပဲပေါ့ကွာနော်ဒီတရားသူကြီးခန့်ဟာတာဟုတ်ဗျအရင်ရွှေနေနော်အာစီတူအောင်တရားသူကြီးခန့်ဟာတော့ခဏတော့တည့်ရတိုင်းပဲလေဗျာအပေါင်းမျိုးနယ်မှာဒါဖြစ်တဲ့များဟာတွေတက်ဖြတ်မှုတွေကဒီစီတူအောင်ကိုယ်တိုင်ကလည်းဥစဉ်စောစောကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာဘယ်သူနဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်နဝင်နဆိုတာကကင်းပါပါစီတူစီတူအောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာ ဝင်နာနဲ့ပေါင်ပြီးမှပေါချောင်းဆရာတော်ကြီးကိုတိုက်ပြီးပေါချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်အဲ့မှာ23ရဲ့နေကတမတော်ကနေလင်းချတယ်တမတော်ကနေလင်းချတဲ့အခါမှာစီတူအောင်ကဒီရိုးရိုးတရားမဟုတ်ဘူးလဲဘင်းပြတ်တယ်လဲဘင်းမှပြတ်သွားတယ်နော်လဲဘင်းပြတ်တယ်ခြေတော်ပြတ်တယ်ရဲဆက်ဆက်တရားပေါ့ဗျာစီတူအောင်နေလားဆိုတော့မဟုတ်ပါဘူးစီတူအောင်ရဲ့မိန်းမပါခြေတော်နှချောလုံးပြတ်ပြီးမှ တွေးထွက်လွင်ပြီးမှနေရာတွင်ပွဲချင်းပြီးတည်ပါတယ်စီတီအောင်ရဲ့ခလေးကတော့နော်အစအနာတော့ပွားဆက်တဲ့တော့ပေါ့ဗျာအသားတွေပါပွားဆက်တဲ့တော့ပေါ့နော်ဒါခမရိုးရဲ့မျက်စီထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်သေသွားတယ်စီတူအောင်လေပြတ်သွားတယ်စီတူအောင်မိမ6ရောင်း6ရောင်းလုံးပြတ်သွားတယ်ကလေးကတစားစီဖြစ်သွားလို့ခမရိုးမျက်စီထဲမှာတက်မတော်အပြစ်မြင်လိုက်မယ်ဒါအပြစ်မြင်လို့မဟုတ်ပါဘူးဝတ်ဆိုတာဘဝမကူးပါဘူး စီတူအောင်လဲဖြိုက်ပြီးတက်လိုက်ကြားရနော်ဝက်ဆိုတာဘွားမကုန်ဘူးနော်မင်းအလေလေလာလိုက်မယ်ငါပေါ့ရဲမင်းမင်းကအာကြီးအာကျင်နဲ့ပြောင်းနေတဲ့ဟာလေမင်းအလေအကျန်တလားနော်မြန်မာတနေငန်းလုံးနော်မြေကြီးကြမမထင်နဲ့နော်ဟာမင်းပြောင်းနေတဲ့နော်ပရစ်တွေမင်းပြောင်းနေတဲ့အကြမ်းဖက်ပြည်သူတွေကောမျက်ရည်ကျမမထင်နဲ့မင်းတီသွားလို့ရှိရင်တိလား မင်းအလေလေမကြခင်ရောက်လာလိမ့်မယ်ငါပေါ့တိလာအဲ့ပေါ့မင်းအလေမရောက်ခင်နင်းဟောင်းချင်းတလို့ဟောင်းလိုက်ကွာဟုတ်တယ်မလားဟဲ့တဲ့ပေါ့ချောင်းဆရာတော်ကြီးဟာတကယ်ကိုကိုကျင်တရားနဲ့ပြည့်စုံတဲ့ရက်ရွာအကျိုးကိုပေါ့ချောင်းရွာကြီးရဲ့အကျိုးကိုပေါ့ချောင်းရွာအတွက်ဆိုရင်တော့တန်ဖိုးဖြတ်လို့မရတဲ့ဆရာတော်လို့ပြောလို့ရတယ်တစ်ချိန်ကဘောမမန္တမြဆရာတော်ဘယ်ကဒုံးပဲဖြစ်ဖြစ်နော်တိလာဘာကိုကျင်းတရားနဲ့မှမပြည့်စုံဘူးတိလာ ဘောမနီကရရတေးလာနော်အကျမ်းဖက်အကျမ်းဖက်ကဒုံးပဲနော်အကျမ်းဖက်ဘုံကြီးပဲတေးလာအကျမ်းဖက်အတူအယောင်ဘာသာရေးသမားတွေပဲဘောမမန်နမြကိုပြောတာနော်ရှင်းရှင်းပြောတာနော်တန်ခါနိုင်ကအိုအန်ဒီအစိုးရလက်ထက်ကတန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတဲ့နော်တန်ခါနိုင်ကဥက္ခရာလည်းဖြစ်ခဲ့ဘူးတဲ့တကယ်ကိုဆရာတော်ကြီးကတမတမဲကြတဲ့ဆရာတော်ကြီးအနေရိုးတယ်ရရွာကျိုးမှာဒါထက်တန်းကျောင်းလောက်ထိဖွင့်ထားတဲ့ဆရာတော်ဖျားကြီးကိုဒါသူတို့ အထောက်ခံလို့ပေါ့ကြောက်ကြောက်ကြောင်းမဖွင့်နဲ့လို့ပြောတော့ကြောင်းဖွင့်တဲ့အတွက်ကြောင့်လေဖြတ်ပြီးမှရဲစစစတက်သွားတယ်စီတူအောင်လဲဒီတိုင်းပဲရဲစစလေဝင်းပြိုက်ပြီးတည်တယ်စီတူအောင်မိမဒီရဲစစချောင်းနှချောင်းလုံးပြိုက်ပြီးမှတွှထွက်လွန်ပြီးတည်တယ်စီတူအောင်ရဲ့သားလေးဒီလဲရဲစစခိုင်လုံးတဲ့တရင်တွေကိုဒါဥစဉ်စီကိုပေးပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဥစဉ်တို့ကတော့ပုံမှန်လေးလေးပြောရင်ပေါက်တဲ့ရင်နဲ့ပတ်တဲ့ရင်တော့မီတာဒကာမလေးမီတာရဲ့ သတင်းတွေကိုကြည်တာများတယ်ဗျ။ဘာလို့သူ့ဆဲကနေမှဥစဲကကောက်နှုတ်ချက်ချရတာ။ဟောမိသားထဲကလေယုတ်ဝတ်သတင်းလေးတစ်ခါလေးပေါ်ပေါ်လာတယ်။အဲ့ပေါ်ပေါ်လာတဲ့ဟာလေးတွေကိုဥစဲကကောက်နှုတ်ပြီးမှချရတာ။အဲ့တော့ဒါကဒီသတင်းနဲ့ပတ်သက်ပြီးဒါကမှမင်းမြင့်မြင့်မဟုတ်ဘဲနဲ့မင်းကပေါတကီးရတီရှောက်ပြောင်းနေတာပေါ့မင်းအထင်နဲ့ပဲနော်။ဒီဘောမတွေသတင်းကြီးငါတယ်ဆိုတာသူတို့အထင်နဲ့သူတို့မြင်နေပဲပြောင်းနေလား။ငါတို့ဘက်ကသတင်းတွေကြီးငါတယ်ဆိုတာနော်။တက်တီနဲ့တကောတက်တီမရှိမနဲ့ဘယ်တော့မှမကြင်ဘူးကျွန်တော်တို့ဘက်ကနော်။ အဲ့ဒါကွာတာနော်မိသားကိုလည်းပေါ့ကိုတော့အနေနဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်နော်ဘာပြောပြောပါအမြင်မတူပေနဲ့ခမရရဲ့တရေနေကြောင့်တမတော်အတွက်ဒါအထောက်အကူပြုတဲ့အတွက်ကြောင့်တိုက်ထက်မကကိုကျေးဇူးတင်ပါရနော်အဲ့တော့ဝစ်ဆိုတာဘွားမကူးတာပေါ့ဗျာနော်နောက်တော့မင်းအလဲလဲလာလိမ့်မယ်မင်းစကားတိုင်းမင်းအလဲပဲလာလိမ့်မယ်နော်မင်းရောရင်ကြည်နေပေါက်ကိုပေါက်ကတော့နော်အခုကတော့ဦးစင်းတို့ဘာလဲဆိုလို့ရှိရင်နောက်တစ်ရက်တစ်ခုကတော့မရရား မန္တလေးတိုင်းမရရတရင်လေးကိုဒါပြောချင်ပါတယ်ဗျာနော်မန္တလေးတိုင်းမရရတရင်ကတော့ရှေ့ဦးမြို့တယ်မှာတဲ့ဗရက်တွေအခြေချင်းအပြန်အလှန်ပြစ်တက်နေကြတယ်ဖေဟာတဲ့တနက်တန်နေလဲမျိုးကြရပေါ့နော်ဘာကြောင့်ပြစ်တာလဲဆိုရင်တဲ့တပိတ်ချင်းဘက်ကပြန်လာတဲ့အဖွဲ့ကိုမရရကိုချက်ချင်းလွတ်လို့တဲ့တပိတ်ချင်းဘက်ကပြန်လာတဲ့ PDF အဖွဲ့တွေကို DDN ဟိုပါ DDN ရနေမှာ PDF ဟိုပါတို့တို့ဗရက်ခေါင်းဆောင်တွေရနေမှာချက်ချင်းလည်းငယ် မရေယာကိုတွတ်ပြီးမှတိုက်ခိုင်းလို့မရေယာမြို့တိုက်တိုက်ပွဲလုတ်ခိုင်းလို့အတွက်ကြောင့်အချင်းချင်းပြစ်ခတ်တယ်လို့ဦးစင်းတို့ကြားသိရပါတယ်ဗျာနော်အဲဒါစင်ကူတတိလေးပါဗျာနော်အဲ့တော့ပေါ်ရကြီးပြောရလို့ရှိရင်တော့အချင်းချင်းတွေပြစ်တက်ကြအချင်းချင်းတွေချနေကြတော့ဒီစင်ကူရဲ့တပိတ်ချင်းမှာတော့ PDF တွေနဲ့ DNA တွေရဲ့ဒါ DNA နဲ့ရုံမှမှုတွေကိုလည်းတချို့ PDF တွေကမခံမရနိုင်ဖြစ်ပြီးမှရှိလျှောက်ပြီးလဲသူတို့တွေအလင်းဝင်မှုတွေအများကြီးရှိပါတယ်ဗျာနော်ပြည်သူများအားလုံးပြောချင်ပါတယ်မြော်မနီးနဲ့တာရယ် PDF တချို့တွေအမြင်မှန်ရပြီးမှတမတော်စီကိုအလင်းဝင်မဲ့ PDF တွေနောက်များစွာပေါ်ထွန်းလာတော့မယ်ဆိုတော့လည်းတိကျပါတယ်။နော်ခွေးစကားကနေနတ်စကားထွက်တယ်ဆိုရတာပဲ။နောက်တစ်ခုကတော့မန္တလေးပတ္တဆာတွေကိုပြောချင်ပါတယ်ဗျာ။ခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ္တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်။လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထားစားရအောင်လဲအကြောင်းမကြားတယ်လို့စားရဖောက်ကိုလည်းအကြောင်းမကြားဘူး။ စစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူး။ဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲ။ဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလား။ဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်မြောက်ကိုပို့နေရလား။အဲ့တော့ပြည်သူစစ်ကောင်းဆောင်တွေခင်ဗျားတို့လွတ်လာတဲ့အရှင်လွတ်လာတာဝန်းသာပါတယ်။အဲ့တော့ခမားတို့ထားစားရအောင်ပို့ရင်ပို့စားရဖို့ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမားတို့ရဲ့နာမည်တွေကိုကျုပ်ထုတ်ပြောရလိုက်မယ်။ဒါပဲဥစဉ်တတိပေးခြင်းပါတယ်နော်။ ဖမ်းဖို့မဦးစင်းနဲ့အာမခံတယ်ခင်ဗျားတို့လူမဖမ်းစရာဘူးထောင်မကြစရာအာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခင်ဗျားတို့တွေအဖြေကောင်းကောင်းမှုမပေးဖို့ပတ္တဆာခေါင်းဆောင်ဘဒုဘဲဝါဆိုတာမပြောသေးဘူးခင်ဗျားချက်ချင်းလည်းငယ်ထားစာရဖြစ်ဖြစ်စားရဖားဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကိုတော့မေတ္တာရခံနေပါလေဗျအားလုံးတာပါပဲဗျအာငါပေါ့ပါလေသူ့အလုပ်ကိုမလုပ်ပိုင်နဲ့တိလားနေရတကာကိုဝင်ရှုပ်ချင်တာဒီကောင်တိလား ဘုံစီရဘုံစီရဘုံကြီးလိုမနေဘူးနော်ဘုံကြီးရဘုံကြီးလိုမနေဘူးနော်ဘုံကြီးရဘုံကြီးလိုမနေဘူးနော်ဒီကောင်ကြီးအလုပ်နေလုပ်ရကအကြမ်းဖက်လိုတက်နော်အကြမ်းဖက်လိုတက်ချင်လို့သူ့ကိုအားပြီးထောက်ခံတဲ့သူမြအောင်လို့တင်ကန်းဝတ်နေတာဒီကောင်ကနော်ဒီကောင်ကြီးကမေတ္တာတရားနဲ့မရှိဘူးနော်မေတ္တာတရားနဲ့အသက်မရှင်ဘူးဒီငါပေါက်နေရလေတိလား အဲအဲ့လိုကမအော်ကတော့ပြီးမှာရှစ်ခိုးနေတဲ့သူကတော့အတဘုံနော်အဘောမရီလောက်ပဲစစ်ခိုးတာပါနော်ကဲနောက်ငါပေါဟောင်းတော့တဲ့ပေါ်ပရိတ်တဲ့ဂျာမန်တော့တချက်လေးတွေကိုကမန့်မှာရေးပေးကြပါဆက်လက်ပြီးမှာနော်ကိုစီတန်စစ်ပြီးတဲ့တည်င်းလေးတွေစစ်ကြည့်လိုက်ကြအောင်နော် let's go ဘူးလက်လှလှဆွေကိုတိကျတာမတူဘူးအားလုံးတိမှာပါနော်ဘူးလက်လှဆွေရကြမ်းကြမ်းဖို့တဲမှာဆိုသူ့ကိုငပေါအောင်လို့တတ်မှတ်ပြီးတော့ထားတာ ဒါပေမဲ့ဒီလိုဟာမျိုးတွေကလည်းသူတို့အတွက်ကအတုံးဝင်တယ်။နော်အဲ့တော့ဘူးလက်လှဆွေဘာပြောထားလဲဆိုတဲ့စကားလေးကိုကြည့်သွားပါကျွန်တော်ပြန်ပြီးတော့ခြေပချင်လို့ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကကိုယ့်အကိုဖြစ်မြောက်အောင်မလုံနိုင်တာနဲ့တင်တဖက်ကိုအတိုက်အခံလုံအတိုက်အခိုက်လုံပြီးတော့သူတို့ကနိုင်ငံရေးကိုခွေးသွေးပေါက်ကဝင်ကျင်တာနိုင်ငံရေးလုတ်တယ်ဆိုတာကကိုယ့်ကိုနံပါတ်1ဒီမိုကရေစီတိုင်းပြည်မှာနိုင်ငံရေးလုတ်တယ်ဆိုတာပြည်သူလက်ခံလာအောင် ကိုယ့်ကိုစူးစမ်းကိုယ့်ကိုကိုယ့်ပါတီကိုယ့်အဖွဲ့အစည်း ဒါကိုစူးစမ်းရတာဒါပေမဲ့လက်ရှိတန်ဖို့ပါတီမှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေကဘူးလက်လို့ခင်ကြီးတို့ဟမ်ဒီလိုလူမောင်မြစ်တို့ဒီလိုဟာမျိုးတွေကတဖက်သားဖို့မိမလောင်မိမချတိုက်ခိုက်ပြီးတော့နော်နိုင်ငံရေးကိုခွေးသွေးပေါက်ကဝင်ကျင်တဲ့လူတွေကြီးပဲအခုဒီမှာကြည့်တဲ့ဘူးလက်ပါပြောထားရဆိုတော့နော်မင်္ဂလာပါဒီစားပါလေအဲကျွန်တော်တခုပြောချင်လို့ဗျာ ြောပါဦးကျွန်တော်နိုင်ငံအခုဘာဖြစ်နေလဲဆိုတော့ကုန်စည်တို့နေတက်နေကမ္ဘာကမ္ဘာတွေဖြစ်တယ်ငွေကြီးဖောင်းပွားတယ်အဲဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကိုယ်အိမ်ကပိုင်ဆိုင်မှုပေါ့ကိုယ်အိမ်မှာရှိတဲ့ပတ်စံလေးစ9000တန်မနှွှဲရှိရ1000တန်မနှွှဲရှိတယ်ဘာနဲ့မှထားတာတမျိုးပေါ့နော်ကိုကအတုံးလေးကပိကတေတာတွေမှာထားတဲ့ရွှေလေးငွေလေးတိတိန်းစားတယ်မင်္ဂလာဆောင်ကြရထုတ်ဘူး ီကဒေတာမရှိတဲ့လူကတော့ဒေတာတွေမှာထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုက်လဲကျွန်တော်ရင်တခါပြောဦးတယ်အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုက်တယ်မကြိုက်ရင်ဟိုမိမကြိုက်တယ်ဟိုဘက်အင်အားလူတော့ပေးမကြိုက်ဘူးဟိုဘက်မျိုးကလူလည်းပေးမကြိုက်နိုင်ငံခြားသားဆိုပို့ဆိုတာပေါ့သူပြောတယ်နော်ဒါပေမဲ့ဒေါ်စုက9နှစ်လုံးလုံးနိုင်ငံခြားသားကိုပေးကြိုက်ခဲ့တယ်ဘဟုပန်ရဲ့တော်ကြီးอืมအဲ့တော့သူတို့နိုင်ငံရဲ့ဟာလာနိုင်ငံကဝင်ငွေတွေထွက်ငွေတွေအကုန်တိသွားတယ်ဘယ်ကကျွန်းတက်ကဘလောက်ဝင်နေကြောင်ဆင်းရဘလောက်ဝင်နေတယ် ဒီဟာဟာလာကွာတင်ကားပြန်ဝင်လာဘလောက်လင်းပြန်ဝင်လာဘလောက်အကုန်လုံးဝင်ငွေထွက်နေတိသွားတိသွားတဲ့ခါကျကျွန်တော်တို့ဝေချင်တာရှင်နိုင်ငံခြားသား90ကျော်ကကြိုက်တော့ကျွန်တော်တို့ဝေစီအဲ့ဒါကြီးသူတို့နိုင်ငံခြားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာကိုကဝေချင်တာလေးပိတ်တယ်ကိုကရောင်းချင်ရင်မဝယ်ဘူးအဲ့လိုလှုပ်တော့ခါကျကျွန်တော်ကမောက်ကမောက်နေပြေတော့ဒေါ်လာဈေးတွေတဲပြီးတော့ရွှေဈေးတွေနော်အခုဒါဒေါ်လာဈေးတွေတက်တာဒေါ်အောင်ဆန်းစုကြည်လက်ထက်ကနိုင်ငံခြားသားတွေကိုတော့ပေးခဲ့လို့နော် လော်ဆန်းစုကြည်လက်ထက်ကအဲ့ဒီနိုင်ငံခြားအကြံပေးငှားတဲ့ကိစ္စကိုအဲ့မပူတူတို့အဲ့သူတို့ဖို့အုပ်စုခွဲအုပ်စုတွေခဏခဏပြောတယ်နာမည်ရပါလေအကြံပေးငှားလာခေါင်းစဉ်ရပါလေအကြံပေးသူ့ရဲ့တောင်းဝင်ရအကြံပေးခွင့်မရှိတဲ့အမိတ်ပေးခွင့်ရှိတာမဟုတ်ဘူးနော်နိုင်ငံခြားသားအကြံပေးဆိုတာမြန်မာတနိုင်ငံတဲကငှားရတာအမေရိကန်လိုတော့ဝမ်းဖြစ်နေတဲ့တိုင်းပြည်မှာတော့နိုင်ငံခြားသားအကြံပေးဆိုတာရှိတယ်နော် ဘယ်နှစ်ဟောင်းအကြံပေးရမလဲနော်စောက်လို့ဝင်ကြီးဌာနရထားလမ်းဖောက်မယ်မြန်မာမှာရှိတဲ့နီးပညာရှင်တွေမြမနီးမြမဟန်တွေကနိုင်ငံတကာ quality အရေးတွေးရအောင် brain မမီဘူးပညာမမီဘူးဆိုရင်နိုင်ငံခြားနာအကြံပေးကိုခံဘလို့နီးစနစ်မျိုးနဲ့ခင်းတင်တယ်ဘလို့ပုံစံမျိုးလုတ်တင်တယ်အဲ့အကြံပေးတွေတင်ပြတယ်အစိုးရအဲ့တော့အစိုးရစီစစ်တယ်ကိုမာရှိတဲ့ကိုနိုင်ငံသားပညာရှင်တွေရဲ့တုံ့တက်မှု တို့အကြံပေးတွေရဲ့တင်ပြမှုနော်အေးဒါတူတင်ပြတဲ့နီလန်းတော့ကောင်းတယ်မကောင်းဘူးကိုယ့်ကိုဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးကြိုက်တဲ့နီလန်းကိုယူတယ်ဒီတိုင်းပြည်တိုးတက်ရေးတိဆောက်ရေးအတွက်အတုံးပြုတယ်အကြံပေးဆိုတာအဲ့ဒါဘာဖြစ်လို့လဲအမေရိကန်လိုနိုင်ငံမျိုးတော်နော်အခြားကမ္ဘာပေါ်မှာနိုင်ငံတွေကြည့်ပါသူများနိုင်ငံကပညာရှင်ဆိုတာသူတို့ပဲခေါ်ရတာပဲဒါ तू ကအမိတ်ပေးခံမရှိတာမဟုတ်ဘူး तू ကဘာလို့ပေးခံဒီနိုင်ငံအတွက်နော်အကျိုးပြုပေးပိုင်ခွင့်မရှိတယ် ။ तू ကဒါဟုတ်လောက်ပါလို့အမိတ်ပေးပိုင်ခွင့်ရှိတာမဟုတ်ဘူး။အဲ့တော့ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာငားရန်ခက်တာဒီနိုင်ငံသားအကြံပေးနိုင်ငံသားအမိတ်ပေးမဟုတ်ဘူး။နော်။အဲ့တော့ဘူးလက်ကြီးခမည်းကိုကျွန်တော်မေးမယ်။နော်။ခမည်းမိသားစုအတွက်အကြံပေးတယောက်ကိုခေါ်လိုက်မယ်။အဲ့ဒီအကြံပေးနော်။နှစ်ယောက်ပေါ့။နှစ်ယောက်အကြံပေးနှစ်ယောက်ခေါ်လိုက်မယ်။တယောက်ကခမည်းကိုအကြံပေးလိုက်မယ်။ ဘူးလက်ဘူးလက်လှန့်ဆွေဆိုတဲ့အနောက်မှာဝင်းစားဝင်းပိတ်လေးနဲ့ဂုံပုတ်တစ်ခုလိုအပ်တယ်အဲ့ဒီဂုံပုတ်ကတမိုးလီဆိုတဲ့နာမည်လေးเนาะအဲ့တော့သူများအောင်လဲပေးစရာမလိုကိုတမိကိုပြန်ယူလိုက်ဘူးလက်ကြီးရေတယောက်ကအကြံပေးမယ်နောက်တယောက်ကကဘူးလက်เนาะကိုတားတမိဆိုတာနော်တေးသေးချာချာမျိုးရိုးကောင်းကောင်းကြံပစ်ခဲ့အောင်ကိုတမီးလေးကိုဘလို့တိတက်လိန်မာတဲ့လူနဲ့ပေးစားတင်တယ်အချံပေးလိုက်မယ် အဲ့တော့အရှင်ရတယောက်အကြံပေးခဲ့လို့ကိုတမီကိုယူတို့အတန်အကြံပေးတဲ့အတိုင်းမင်းခမည်းအကြံကိုတမီကိုပြန်ယူမှလားခမည်းအုံတော့နဲ့ခမည်းမစင်စားဘူးလားဟိုတယောက်ကအကြံပေးတာကတော့ငါတမီကိုမျိုးရိုးဆွေကောင်းတဲ့ပညာတိတက်တိပညာရှင်နဲ့ပေးစားပြီးတော့ကိုမျိုးဆက်ကိုကောင်းကောင်းမို့ထားခဲ့တဲ့ဆိုတော့အကြံဒီဘက်ကအကြံကတော့ကိုတမီကိုပြန်ယူခံတဲ့အကြံခမည်းအုံတော့နဲ့စင်စားလို့မရဘူးလားဟမ်ခမည်းဆုံးဖြတ်ကမှလေး ။ဟိုအကြံပေးတယ်ခမ ्या ကိုတမိကိုယူမလား။အေးအဲ့ဒါလိုပဲ။ဒေါအောင်ဆန်းစုကြည်လက်ထက်မှာနော်။နိုင်ငံခြားထအကြံပေးတွေငှားလို့ငှားလို့ပြောတဲ့လူတွေဟာအဲ့ဒီဥပမာလေးကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်။အဲ့လောက်ဆိုရင်သဘောပေါက်မှထင်တယ်။နာမည်ကိုတည်းကနိုင်ငံခြားထအကြံပေးနော်ကဆက်ပြုတ်ဒေါ်လာဈေးတွေစီဈေးတွေကျတာအဲ့အကြံပေးရဆက်ပြုတ်အဲ့ဒါဆက်ပြုတ်မပြုတ်ဒီခေါင်းခေါင်းတဲ့အလိုတွေဖြစ်ကုန်တာကမောက်ကွားတွေဖြစ်ကုန်တာဟာ ကျွန်တော်တို့ကပြီးခဲ့တဲ့9နှစ်မှာနိုင်ငံခြားသား90ကျော်ကတကယ် key player တရားတွေကိုကြိုက်သွားတော့ကျွန်တော်နိုင်ငံဟာသူစောက်ယူးတယ်နော်ပေါ့ပေါ့ပေါ့ဒီလိုစောက်ပေါ်နေတိုင်းပြည်ကိုတအုပ်ချုပ်ချင်တာရင်နာတော့မဆုံးဘူးကွာတကယ်ပဲဟုတ်တယ်လာပြောတာလေးစားပါလေအင်းလေးစားစင်ဒုက္ခပါပဲတကယ်တကယ်တကယ်ကျွန်တော်ပြောမယ်နော်ကျွန်တော်ပြောမယ်စကုံစင်းနှုံးနေတက်တာ အဲ့ဒီအကြံပေးတွေကမဝယ်ခိုင်းနဲ့မယောင်းခိုင်းတော့မပိတ်ခိုင်းတော့ဆိုတော့အဲ့ဒါခွေးစကားလေခမားလို့တိုင်းပြည်ဒီစစ်ဘုတ်ချုပ်တယောက်စစ်သားတွေကိုခေါင်းဆောင်လုပ်လာတဲ့လူတယောက်ကဒီလိုစကားမျိုးပြောတယ်ဆိုတော့တိုင်းပြည်တစ်ခုဆိုတာအိမ်တစ်ခုလိုပဲကိုယ့်အိမ်မှာဝင်ငွေဆိုတာဘာလဲထွက်ငွေဆိုတာဘလောက်လဲတိုင်းပြည်လည်းဒီတိုင်းပဲတိုင်းပြည်ကိုဝင်လာတဲ့ဝင်ငွေနဲ့ထွက်ငွေခမားတိုင်းပြည်မှာအခုမင်းအောင်နိုင်လက်ထက်ဟမ်ခမရတို့စောက်ပြစ်တလုံးမှမပြောရတဲ့မင်းအောင်နိုင်ပြောချင်တာလက်ကိုရားနေတယ်မင်းအောင်နိုင်ဒါပေမဲ့မပြောရကြဘူးမလားစွဲစီကံတိမှတီးတော့ ဟမ်မင်းအွန်လိုင်းလက်ထက်မှာတိုင်းပြည်ရဲ့ထုတ်ကုန်ဘာတွေရှိတယ်ဟိုတောင်လက်ညှိုးထိုးရောင်းစားမဲ့ဒီရင်နံသွင်းလက်ညှိုးထိုးရောင်းစားလွဲလို့တိုင်းပြည်ရဲ့ထုတ်ကုန်ဘာတွေဖြစ်ပေါ်လာတယ်သွားတိုက်ဆေးရစပြီးတော့ဟမ်တနစ်တာမိသားပြည်သူတွေတုံးဆွဲနေတဲ့ပစ္စည်းပေါင်းဗနံမျိုးကပြည်ပတိုင်းပြည်ရဲ့တင်တွင်းရတယ်အဲ့တော့တိုင်းပြည်ကိုကုံစုံဆိုင်တဆိုင်လောက်တောင်စီမံခန့်ခွဲတတ်တဲ့ နော်ပညာမရှိဘဲနဲ့တိုင်းပြည်ပေါ်တက်ပြီးတော့အာနာတိမ်ပြီးတိုင်းပြည်အုပ်ချုပ်မှာအဲ့ဒီလိုကောင်မျိုးတက်အုပ်ချုပ်တဲ့တိုင်းပြည်မှာမမွေးရင်လောကမှာမွေးမဲ့တိုင်းပြည်မရှိတော့ဘူးနော်ရှင်းလားတိလားအဲ့တော့ဗယံပဒါစကားတွေရွေးကောက်ပွဲနီးလာတိုင်းပောက်ပန်း40စကားတွေမပြောနဲ့ခမားတို့စောက်ရှက်မရှိလို့လား2015ရွေးကောက်ပွဲမတိုင်ခင်မှာခမားတို့ဗဇက်ပေါက်တွေဘာပြောခဲ့လဲပြန်ကြည့်စမ်းကိုပြောခဲ့တဲ့စကားတွေကို အဲဒီအစိုးရတက်လိုက်ကလားနိုင်ငံဖြစ်မှာအဘလို့ဖြစ်မှာပေါက်ပန်း40တိပြောကျင်တယ်ပြောခဲ့ကြတယ်ပါဇက်ပြီခင်ဗျားတို့ယောက်ျားတွေမဟုတ်ဘူးလားတိတ်ခါရှိရှင်ပြိုင်ကြစမ်းမှာအတိုက်ခိုက်မလုပ်ပါနဲ့အတိုက်ခံလုပ်ပါ NLD ပါတီကိုပြည်သူတွေအားပေးနေဆိုတာ NLD ကကောင်းနေတော့မဟုတ်ဘူး NLD ကိုပြည်သူတိုင်းစိတ်တိုင်းမကြဘူးကျွန်တော်တို့လည်းစိတ်တိုင်းမကြဘူးဒါပေမဲ့ဘာကြောင့်လဲ LND တဲ့ကောင်းတာမရှိတယ်လို့ခင်ဗျားတို့တဲ့ယုံမာတဲ့ပါတီကလည်းမရှိတော့လို့နော် အန်ဒီအစိုးရတက်လာရင်ဘာဖြစ်မှလို့ပြောခဲ့တယ်။ဒေါ်ဆန်းစုကြည်အစိုးရတက်လာတယ်။ဟမ်ခမည်းရုပ်အရှက်မရှိတဲ့ဟာနဲ့တပတ်တော့ပေးတယ်ဒေါ်ဆန်းစုကြည်ကို။ဟမ်ကွယ်လာနဲ့အခုအတင်းပြောတယ်။ဒါလားခမည်းတို့စစ်ဖို့ချုပ်တယ်။ရှက်ဖို့ကောင်းပါလေဗျာကိုကိုယောက်ျားတို့မခံဘူးကြားလို့ဓမ္မကြီးနော်အခုအဲ့လိုပြောနေလူဘူးလှလှဆိုရင်ပစ္စည်းသွားလှူတယ်တဲ့အဲ့ဗီဒီယိုဖိုင်တက်တော့မှတွေ့ဘူးမှမှာကျွန်တော်ပြမကြည့်ပါဘူး။ကြည့်နော်အမ မမတဖောက်ကြည့်ဒီတကဘေးတယ်ဟင်မမဖောက်ယူရတယ်ဟိုပေါ်ပြန်တင်တယ်ဟင်ရေကနဲ့မမဖောက်ယူတယ်ကြည့်ဟိုပေါ်ပြန်တင်တယ်ကြည့်အဲ့ဒါတော့ဆောက်ချက်မဲ့တယ်သူက အဲ့ဒါလို့အကျင့်စရိုက်အဲ့ဒါလို့ရုပ်မျိုးနေတဲ့ဒီတိုင်းပြည်ကိုတအုပ်ချုပ်ဖို့လုပ်နေတာဒါရည်စရာမဟုတ်ဘူးကြည်ကြည်မနှုတ်နေပုံကြည်ကြည်မြင်တဲ့အတိုင်းပဲနော်အဲ့တော့ကျွန်တော်တို့ကဒါရည်စရာမဟုတ်ဘူးအကျိုးတရားဒါကိုဟာနာအဖြစ်လုပ်ပြောကြတယ်ဒါရည်စရာမဟုတ်ဘူးရင်နာဖို့ကောင်းတယ်ကြောက်စဖို့ကောင်းတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့တိုင်းပြည်ကိုဒီလိုလူမျိုးတွေကတပီအုပ်ချုပ်ဖို့လုပ်နေတာခမည်းတော်ကျွန်တော်တို့ ခစ်တယ်မဟုတ်ဘူးကျွန်တော်တို့ရဲ့ထားပြခဲ့မဲ့နော်သားလေးတွေတမီးလေးတွေမှာဘလို့កောင်မျိုးတွေကတောက်ထုံမှာចောက်เสียရည်တိုင်းပြည်တို့ရဲ့နဲနဲနော်နော်ចောက်เสียកောင်းတဲ့အရာမဟုတ်ဘူးနိုင်ငံရေးကိုတချို့တလေကိုနဲ့မဆိုင်တယ်လို့နေလို့တေးသေးချာချာလေးလေးနဲ့နဲ့တွေးကြည့်လိုက်စဉ်းစားကြည့်လေသူပြောနဲ့ပုံနဲ့လုံတဲ့လုံရက်တွေနဲ့အဲ့လိုလူမျိုးတွေကဒီတိုင်းပြည်ကိုတောက်ထုံမှာဆိုအဲ့လိုတိုင်းပြည်တွေမှာမမွေးလောကမှာမွေးเสียတိုင်းပြည်မရှိတော့ဘူးနော် ဲ့တော့အခုမင်းအောင်လိုက်လုံမဲ့ရွေးကောက်ပွဲမှာဟမ်ခိုင်ကုံတနေ့ရဘယ်ကြောင်မှရမလဲလို့ခွေးသူပေါက်ကနေဝင်လာတဲ့အောက်တန်းစားတွေတပုံကြီးနော်ဒီတိုင်းပြည်ကိုဘယ်ကနေဖြစ်စည်းရမလဲလို့ရတဲ့နေရာကပါဟိလို့អော်ပြီးတော့ပြေးလာတာ ਨੇ အတူတူပဲအဲ့တော့ဒီအာနာသိန်းเนี่ยပြည်သူအားလုံးလက်မခံတာသူတို့အတိဆုံးတော့မြို့ဝလမ်းပြေသွားတယ်ဒီနေ့ထိတဲ့တိုင်းပြည်ပြည်သူကသူတို့လက်မခံဘူး နော်အဲ့လိုလက်မခံတဲ့ပြည်သူကိုစန့်ကျင်ပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့လှုပ်လို့ရအောင်လုပ်မယ်ဆိုတော့ကျွန်တော်ကတော့မြင်အောင်ပါတယ်နော်ရွေးကောက်ပွဲကိုဝင်ပြိုင်ပြီးတော့ပေချင်းစိုးနဲ့ပေမပြည်သူကိုတတ်အကြမ်းဖက်တယ်မလုပ်နဲ့နော်အကြမ်းဖက်ခံရတာပြည်သူတွေအဲ့တော့အကြမ်းဖက်ခံနေရတဲ့ပြည်သူတွေကသူတို့ကိုအကြမ်းဖက်လာမယ့်အရာကိုတော့ရနဲ့နီးနဲ့ခုခံတွန်းလှန်ပြီးတားဆီးမှာပဲအဲ့ဒါပြည်သူတွေရဲ့အလုပ်ပဲ ။ဘာဖြစ်လို့ဒီတိုင်းဒီမှာဘယ်ပြည်ပမှကျူးတော်လာပြီးတော့ဒီတိုင်းဒီကပြည်သူကိုတက်ဖြတ်နေတာမဟုတ်ဘူး။ဒီတိုင်းဒီကိုကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ဒီစစ်အတိုင်းဝိုင်းကပဲဒီတိုင်းဒီပြည်သူကိုတက်ဖြတ်နေတာ။ဒီစစ်အတိုင်းဝိုင်းကဘုံကျဲတဲ့မီးရှို့တဲ့မဒိန်ကျင့်တဲ့မျိုးစုံလုပ်နေတာ။အဲ့တော့ဒီအတိုင်းဝိုင်းကအာနာကိုပြန်ယူပြီးတော့ဒီပြည်သူကိုဒုက္ခပေးမယ်ဆိုရင်တော့အဲ့ဒီပြည်သူတွေကရတဲ့နည်းနဲ့တားဆီးမှာပဲ။အဲ့လိုတားဆီးမှာကျွန်တော်တို့ကပြည်သူပါဆိုရင်တော့မရဘူးနော်။ ဒါချိန်ချောက်တာမဟုတ်ဘူးအကောင်ပြောတာလက်တွေ့ချက်ကြပဲအဲ့ဒီလောက်ရက်ကိုကျွန်တော်တွားလုပ်လဲအဲ့ဒီအတိုင်းခံစားရမှာပဲကျွန်တော်ဟုတ်တယ်လေအခုကျွန်တော်နော်မင်းအောင်လိုက်ရွေးကောက်ပွဲမှာကျွန်တော်ပါဝင်လိုက်မယ်ဟမ်ပြည်သူစမ်းချင်တာပဲဒါအဲ့ဒီချိန်ညမှာပြည်သူကဝဲတက်ဖွဲ့နေဖြစ်ဖြစ်နောက်ဆုံးပြည်သူတယောက်ကမချင်တဲ့ဖြစ်ဖြစ်ကျွန်တော်လာကြုံးနေအာငါပြည်သူကအော်လို့မရတော့ဘူးဒါပြည်သူစမ်းချင်တာနဲ့ဖြစ်တဲ့အတွက်ပြည်သူရန်သူဖြစ်နေပြီနော်အဲ့တော့ကျမငါတို့ကပြည်သူပါငါတို့ကဟိုလွတ်တော်အမတ်မရတော့ဘူးအစကတည်းကပြည်သူနဲ့မစမ်းချင်ကြတယ် နော်ဘာဖြစ်လို့ပြည်သူလို့ကျွန်တော်အများစုပြောတာလဲပြည်သူနဲလို့မြားကြီးကိုခွဲလိုက်ပါနော် အာနာတိန်တာကိုလက်ခံတဲ့ပြည်သူနဲ့လက်မခံတဲ့ပြည်သူဘလောက်ယာကင်နှုတ်กว่าတဲ့ဆိုတာထမင်းစားတဲ့လူတွေတိပါတယ်နော်အဲ့တော့ပွဲကောင်းလို့အသေးကောင်းလို့ပွဲတောင်းနေဆိုရင်တော့ကြိုက်တယ်လို့လုပ်ကြပါအချိန်တန်ကြရင်တော့ဘွာမခတ်ကြီးပေါ့ဟုတ်တယ်မလားဟုတ်ပါတယ်ကိုစီပြောတော့တဲ့ကဲမှန်ပါတယ်တကယ်ထောက်ခံပါတယ်เนาะပရိသတ်ကြီးတို့ကဘယ်လိုမြင်လဲ ကိုစီပြောတော့ပေါ့ပလေးတချွတ်အမင်းတော့တက်ချက်လေးတွေကိုကွန်မန့်မှာရေးပြကြပါနော်ကျောက်ပီတရင်ဒီရတော့ပါပဲအဆုံးထိကြည့်စုပြည့်သူရောက်စီတဲ့ရန်ကျစုတင်ပါတယ်ကျွန်တော်တို့တရင်အစ်တလေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်ကဲ